မင်္ဂလာပါတစ္ဆာတရားနဲ့ကျေးဇူးတော်မှုတော်နဲ့ပြန်လည်ပြီးတော့နှုတ်ဆက်ပါတယ်ကျွန်တော်ဒီနေ့အစီအစဉ်မှာအစီအစဉ်က6ခုမြောက်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအစီအစဉ်မတော်ခင်လဲမှာကျွန်တော်တို့အထူးအစီအစဉ်နေနေပေါ့နော်တချို့ပရိသတ်တွေကလည်းတောင်းဆိုပြီးမှမြင်မြန်တဲ့အစာရှိတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီအစီအစဉ်ကိုကြည့်တဲ့လူတွေဟာထောင်ကနာနဲ့ရှိပြီးတဲ့အတွက်ကြောင့်ကြီးစုတဲ့လူတွေပေါ်မှာလည်းကျေးဇူးများပြင်နေထူးထူးပဲကြီးစုသူတွေရဲ့အတ္တတာမှာဒီချင်းနဲ့စိတ်တွေလည်းပူပြီးတော့ တိုးပွားလာမှာကိုလည်းကျွန်တော်တို့ယုံကြည်တယ်။ဆိုတော့ဒီနေ့မှာဥစွာပြည့်စုံတင်ကြောင်းပြောကြားခြင်းပါတယ်။ပြီးတော့အဲ့ဒီကျွန်တော်တို့ရဲ့အစီအစဉ်ထဲမှာတချို့လူတွေကလည်းမေးမြန်းလာရှိတယ်။အမေအများဆုံးကပါဖြစ်တယ်ဆိုလို့ရှိရင်ဒီကြောက်ခွင့်ကြီးတော်ပုံဖြစ်ပေါ်လာတာဟာနိပေါင်းတရားနိပါးရှိတဲ့ချိန်မှာအခုမှပါဖြစ်လို့ပြောရတာလေဆိုတာကိုသိချင်တဲ့လူတွေရှိတယ်။ပြီးလို့ရှိရင်လည်းဘလောက်အရေးကြီးလို့ကျွန်တော်ပြောတာလဲဆိုတော့ကိုယ်လည်းကျွန်တော်တို့ဒီနေ့မှာအကဖြေချသွားဖြစ်တဲ့ channel နဲ့ ။သာဝရဘုရားသည်မြူဆူသောဘုရားဖြစ်တယ်ဆိုတဲ့ဥစ္စာကိုလည်းမင်းမြတ်တဲ့လူတွေရှိတယ်။အဲ့ဒါကိုလည်းကလင်နဲ့ဘယ်လိုဖြစ်ရှင်းမလဲဒီနှစ်ခုနည်းနည်းလေးရှင်းပြပြမလား။ဟုတ်ကဲ့။ Okay ။ပထမအဆုံးပြောချင်တာကဒီ grace and truth ယေရှုတော်နဲ့တစ္ဆာတရားဆိုတဲ့အစီအစဉ်ကိုနောက်ဆင်နေကြတဲ့ပရိသတ်အားလုံးကိုကျွန်တော်အနေနဲ့မင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်။ဟုတ် ခုနအမေးတဲ့မိကွန်းတွေဟာအလွန်ကောင်းတဲ့မိကွန်းတွေဖြစ်ပါတယ်မိလည်းမိသင့်တယ်မိလည်းမိတိုက်တဲ့မိကွန်းတွေဖြစ်ပါတယ်အဲ့တော့ပထမဆုံးမိတဲ့မိကွန်းကကြောက်ကွင်းအေးတော်ပုံက1936ခုနှစ်ကဖြစ်ပေါ်လာပြီးတော့စာအုပ်ထွက်လာတာ1962ခုနှစ်မှာထွက်လာခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအချိန်အဲ့ဒီကာလတုန်းကမပြောဘဲနဲ့ အခုကြမှဘာဖြစ်လို့ပြောရသလဲလို့မိတဲ့မိကွန်းအလွန်ကောင်းတဲ့မိကွန်းဖြစ်ပါတယ်1962ခုနှစ်တုန်းကကျွန်တော်မှကြောက်ကွင်းအရေးတော်ပုံစာအုပ်ကလွဲရင်ခရီးရန်ကြမ်းစာလည်းမဖတ်ဘူးအတွေ့အခေါ်အမြင်အယူအဆလည်းပဲပြောင်းလဲခြင်းမရှိသေးဘူးကျွန်တော်စိတ်ဝင်စားစရာမဟုတ်ခဲ့ဘူး ဒါပေမဲ့လို့ဗျာကျွန်တော်က1989ခုနှစ်မှာခရီးယံအဖြစ် ပြောင်းလဲလာတဲ့အခါကျတော့ဒီစာအုပ်ကိုကျွန်တော်ဘယ်အခါမှပြန်ဖတ်ရလဲဆိုရင်အမေရိကန်ပြည်ကိုရောက်လာပြီးတဲ့ကြီး2000ပတ်ဝန်းကျင်မှာဒီစာအုပ်က online ကနေတော့တက်လာပြီးတော့မှကျွန်တော်ရဲ့ email တွေကိုတက်ရိုက်ပို့လိုက်တယ်ဘယ်သူပို့လိုက်တယ်မသိဘူး ဲ့ဆောင်းကရောက်လာခဲ့တယ်။ရောက်လာခဲ့တဲ့ခါကျတော့အဟောင်းကတော်တော်လေးကိုမေ့သွားပြီ။အဲ့ဒီအချိန်ကျတော့မှကျွန်တော်ပြန်ဖတ်ရတဲ့ခါကျတော့ကျွန်တော်မှခရိယံဖြစ်လိုက် ဖြစ်နေပြီ။အဲ့ဒါကြောင့်မလို့ဒီအကြောင်းအရာကိုဘယ်သူများရေးထားတာဖြေထားများရှိပါလိမ့်မလဲလို့ကျွန်တော်စောင့်နေခဲ့တာတော်တော်ကိုကြားပါပြီ။ဒါပေမဲ့ဘယ်တယောက်ကမှ ကြောက်ကွင်းအရေးတော်ပုံနဲ့ပတ်သက်ပြီးတော့မှဗုဒ္ဓဘာသာဘက်ကမေးရတဲ့မေးခွန်းတွေကိုခရိယန်ဘက်ကနေပြီးတော့မှဖြေကြားရှင်းလင်းထားတဲ့အရာကိုကျွန်တော်မတွေ့ခဲ့ဘူးလို့အဲကြောင့်စိတ်ထဲမှာပေါ်လာတဲ့ဟာကဒီအကြောင်းအရာကကျွန်တော်ကဗုဒ္ဓဘာသာနေပြီးတော့ခရိယန်ကိုပြောင်းလာတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအကြောင်းအရာကိုကျွန်တော်အထူးစိတ်ဝင်စားတယ် ရှာဖွေဖို့လည်းပဲလိုအပ်တယ်။ဒါမှမဟုတ်ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့ဟာလေးတွေကိုအခုကျွန်တော်ရဲ့အသက်98နှစ်80ကျော်80နာကတ်လာပြီအချိန်မှဒီအချိန်မှမပြောရင်ဘယ်အချိန်မှပြောမလဲဆိုတဲ့စိတ်ကူးပေါ်လာတယ်အဲဒါကြောင့်မလို့ကျွန်တော်ရဲ့သူတားဖြစ်တဲ့ပစ်တယ် ਨੇ တွေ့ဆုံပြီးတော့မှဒီအကြောင်းတော့ငါတို့မစ်ရှင်တစ်ခုအနေနဲ့ပြောကျင်တယ်အဲ့တော့ ဒီ grace and truth ဆိုတဲ့ mission မှာဒါလေးကိုပြောကြရအောင်ဆိုပြီးတော့မှဒီအစီအစဉ်မှာပြောတာဖြစ်ပါတယ်အဲ့တော့ဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့မူရပထမအုပ်စုစပြီးတော့ပြောလိုက်တယ်အပိုင်း1နံပါတ်1မိခွန်းနံပါတ်1ကို introduce လုပ်လိုက်တဲ့ကြောက်ကွင်းအေးတော်ပုံအကြောင်းပြောရင်းနဲ့ဒီအစီအစဉ်ရဲ့အစီအစဉ်နံပါတ်1ကြောက်ကွင်းအေးတော်ပုံ1မှာကျွန်တော်ပြောခဲ့တာရှိပါတယ်အဲ့ဒီထဲကအချို့ကိုပဲကျွန်တော်ကောက်နှုတ်ပြီးတော့ပြန်ပြောပြပါမယ်ကျွန်တော်မူလတော့က စိတ်ရင်းနဲ့စဉ်းစားမိတာက ဘာလဲဆိုလို့ရှိရင်ကြောက်ကွင်းအရေးတော်ပုံဆိုတာကတမိုင်းမှတ်တမ်းတင်ထားတဲ့အရေးတော်ပုံတော့မဟုတ်ဘူးဒါမဲ့လို့အမှန်ဖြစ်ခဲ့ဘူးတဲ့ဘာသာရေးဆိုင်ရာ ထူးခြားတဲ့မှတ်တမ်းတရက်ကို နောင်လူအများသိစေလိုခြင်းနဲ့ဆန္ဒကပြင်းပြတဲ့အတကြောင့်လေနံပါတ်၁ချက်ဖြစ်ပါတယ်နံပါတ်၂ချက်ကတမာကျမ်းစာမှာ ရေးသားဖော်ပြခြင်းများကိုအမေပု္ပ္ပာရှိတဲ့အခါမှာမြမပြည်မှာဗျာကျမ်းစာပါရဂူဘွဲ့ရခရိယံအမှုတော်ဆောင်အများကျွန်တော်ထက်ကိုပိုးပြီးဝါရင့်တဲ့ဆရာကြီးတွေဟာကျွန်တော်ဆရာမဟုတ်ဘူးအဲ့အဲ့ဝါရင့်တဲ့ဆရာကြီးတွေအများကဖြေပတဲ့အဖြေများကိုကျွန်တော်စောင့်မျှော်နေခဲ့တော်လဲပဲတင့်ပေါင်းများစွာကြားတဲ့အထိယနေ့တန်အောင်မတွေ့ရခဲ့ဘူးဖြစ်တယ်ဟာနံပါတ်1ချက်ဖြစ်ပါတယ် နမ3ချက်အနေနဲ့ကဒီမေခွန်းတွေဟာခရိယန်ဘာသာယုံကြည်သူညီကိုများအတွက် အလွန်စိတ်အနှောင့်အယှက်ဖြစ်ပြီးတော့မှနော်ယုံကြည်ခြင်းအာခွန်အားယော့နေကြသွားစရာအကြောင်းရှိပါတယ်အဲ့တော့အဲ့ဒီယုံကြည်ခြင်းခွန်အားယော့နေကြသွားစေခြင်းမရှိဘဲနဲ့ယုံကြည်ခြင်းခွန်အားပြန်တိုးမြင့်လာဖို့အတွက် revival လို့အင်္ဂလိပ်လိုပြောမှာပါဗျာ ပြန်တိုးပြင်လာစေဖို့အတွက်ဒီမေးခွန်းတွေမှာတော့ကျမ်းစာထဲမှာဒီအဖြေတွေကိုကျွန်တော်စဉ်းစားမိထားတာလေးတွေကိုကျွန်တော်ဝေမျှနေတာဖြစ်ပါတယ်။ဟောဒီအရာတွေကိုကျွန်တော်ပြောသမျှအမှန်ပဲလို့မယူဆပါနဲ့။ဘာကြောင့်လဲဆိုရင်လူတိုင်းလူတိုင်းမှာအတွေးခေါ်အတွေးအမြင်လွတ်လပ်စွာတွေးခေါ်နိုင်တယ်လွတ်လပ်စွာဝေဖန်နိုင်တယ်။ကျွန်တော်ရဲ့တင်ပြချက်က just share ခြေတော်ကဒီလိုဖြစ်ခဲ့တယ်။အဲ့တော့ဒါတွေဒီလိုရှိခဲ့ဘူးတယ်ဒီလိုမေးခဲ့ဘူးတယ်။ ဒီမေးခဲ့ဘူးတဲ့ဟာကိုဘယ်လိုများဖြေမလဲဆိုတဲ့ဟာကိုစေတနာနဲ့ကျွန်တော်ဖြေချနေတာဖြစ်ပါတယ်။နောက်နံပါတ်၄အချက်ကမယုံကြည်တဲ့မိတ်ဆွေအများရှိတယ်ကျွန်တော်ကဗုဒ္ဓဘာသာနေတော့ခရိယန်ပြောင်းလာတာထွက်တကြောင်မလို့ကျွန်တော်လိုပဲမယုံကြည်တဲ့လူတွေမယုံကြည်တဲ့လူတွေမယုံကြည်ခဲ့တဲ့လူတွေအများကြီးပဲရှိတယ်အဲ့ဒီမှာအဲ့ဒီဗုဒ္ဓဘာသာနေပဲကျွန်တော်တို့ခရိယန်ကို ပြောင်းလာတဲ့ညီကိုတချို့ ਆ လဲပဲ ဒီမေခွန်းတွေကိုတခါမှသူတို့မကြောက်ဘူးလို့ပြောကြတယ်။အဲ့တော့ဒီမေခွန်းတွေတွေ့တဲ့အခါမှာအချို့ခရိယန်တွေကအလွန်စိတ်တိုတယ်စိတ်ဆိုးတယ်ဒေါသဖြစ်တယ်ဆဲတယ်အကိစ္စမရှိဘူး။အော်ကျွန်တော်အနေနဲ့ကဒီမေခွန်းတွေကိုကျွန်တော်တိကျင်တဲ့အဖြေကိုတိကျင်တဲ့ဆန္ဒပြင်ပြတာတခုပဲရှိတယ်။ဒါကြောင့်မလို့ဒီနေ့ဒီအချိန်မှာကျွန်တော်အနေနဲ့ဒီကြောက်ကွင်းအရေးတော်ပုံကို ကျွန်တော်ရဲ့နောင်လာနောက်သားတွေကြားဘူးရအောင်သိဘူးရအောင်ဆိုပြီးတော့မှတက်ကြီးစကားတက်ငယ်ကြားဆိုသလိုမျိုးရှိတဲ့ပုံမှန်အတိုင်းပဲကျွန်တော်ဝေမျှပြီးတော့မှပြောထားခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ဟုတ်တုံးကမပြောနဲ့နှင်ခဲ့တဲ့နှစ်ပေါင်း100နီးပါးရှိတဲ့အချိန်တုန်းကမှမပြောဘဲနဲ့အခုမှဘာလို့ပြောရသလဲဆိုတော့မိကွန်းရဲ့အဖြစ်ဖြစ်ပါတယ် ဒုတိယတစ်ချက်ကတော့ထာဝရဘုရားသည်ငါသည်ညူစုသောဘုရားဖြစ်၏လို့ဟုတ်ဆရာယူတတန်ကကျမ်းစာထဲမှာဘာသာပြန်လာတာရှိပါတယ်အဲ့ဒီညူစုသောဘုရားဖြစ်တယ်ဆိုတာဟာကကျွန်တော်တို့ရဲ့မြန်မာစကားအနေနဲ့ပြောမှဆိုလို့ရှိရင် very negative တော့ညူစုတယ်ဆိုတာကကျွန်တော်တို့ ဘာမှတုံ့ပြန်လို့မရတဲ့အတွက်ကြောင့်မလို့เนาะအဲ့တော့တိတ်တဆိတ်เนาะအာချောင်းမြောင်းပြီးတော့မှစိတ်ထဲမှာညူစုတဲ့စိတ်ကိုကိန်းအောင်ထားပြီးတော့မှတစ်ချိန်ကျရင်တော့ပြန်လုပ်မယ်ဆိုတော့စိတ်မျိုး revenge စိတ်မျိုးရှိတဲ့အတိတ်ဗံမျိုးပေါက်ပါတယ်ဒါပေမဲ့ဒီစကားကိုကျွန်တော်လည်းပဲမကျေနပ်တဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်စကားမှာ ပြန်ကြည့်တဲ့ခါကျတော့ဘာပြောလဲဆိုရင် I am jealous လို့ပြောတယ် jealous jealous ရဟာကမနာလိုဝန်တိုတာအဲ့တော့ညူစုတာနဲ့မနာလိုဝန်တိုတာနဲ့ကလုံးဝကိုမတူဘူးနော်မနာလိုဝန်တိုတယ်ဆိုရဟာဘာပြောတာဆိုရှင်အင်မတန်ချစ်လွန်းအားကြီးလွန်းအင်မတန်လိုချင်လွန်းလွန်းအင်မတန်ကိုစောင့်ရှောက်ချင်လွန်းလွန်းနော်ဒီကလေးတယောက်ဒီကျွန်တော်ရဲ့အဲ ချစ်သူတယောက်ကပျက်စီးသွားမှာကိုစိုးရင်လွန်းလွန်းနော်အဲ့ဒါကိုကျွန်တော်ကာကွယ်ရင်တဲ့အတွက်ကြောင့်မလို့ဘယ်သူမှမထိရမကန်ရအောင်အမြဲတမ်းကာကွယ်တဲ့ဟာကိုမနာလိုတယ်ဝန်တိုတယ်လို့ကျွန်တော်ဒီလိုနားလည်တယ်။ဒါဖြစ်ရင်ဆရာယူတတန်ကညူစုတယ်ဆိုတဲ့စကားကိုအာပယ်ပြီးတော့မှဘာကြောင့်မနာလိုဝန်တိုတယ်ဆိုတဲ့စကားကိုမတွန်းရတာလဲလို့မေးစရာအကြောင်းရှိပါတယ်။အဲ့တော့ဒီ အကြောင်းအရာကိုမေးတဲ့အခါမှာကျွန်တော်စဉ်းစားမိတော့ကိုကျွန်တော်ပြောပြမယ်။ဘသူ့အကြောင်းရောက်သွားပြီလဲဆိုလို့ရှိရင်ဆရာယူရတန်ရဲ့အကြောင်းကိုရောက်သွားပြီ။အဲ့တော့ဆရာယူရတန်ကဘော့စတမှာမွေးပြီးတော့မှဗမာပြည်မှာလာပြီးတော့မှမစ်ရှင်နရီလာဖြစ်တယ်။အာဆရာယူရတန်အကြောင်းကိုအကျယ်ကြီးအရှည်ကြီးပြောရမှာဖြစ်တဲ့အကြောင်းမလို့ဒီမှာဒီနေ့တိုးတိုးနဲ့လူရင်းကိုပြောမယ်ဆိုရင်မူလကဆရာယူရတန် မစ်ရှင်နရီအဖြစ်နဲ့လာတာဗမာပြည်အတွက်ရည်ရွယ်ပြီးတော့မှလာတာမဟုတ်ဘူးဘယ်လိုသွားတာလဲဆိုလို့ရှိရင်အိန္ဒိယပြည်ကိုသွားတာအိန္ဒိယပြည်ရောက်တဲ့အခါကျတော့အိန္ဒိယမှာရှိနေတဲ့ဘုံဘေဘာမာကုမ္ပဏီကနေပြီးတော့မှအိန္ဒိယတပြည်လုံးကိုသိမ်းထားတယ်အဲ့ဒီအချိန်တုန်းကအဲ့ဒီအချိန်တုန်းကဗမာပြည်မှာကုန်းပေါင်းမင်းမင်းဆက်ဆက်နေတဲ့အချိန်မှာသိမ်းထားတာအဲ့တော့အဲ့ဒီအချိန်ခါမှာဆရာယူရတန်ကအိန္ဒိယစိတ်ကန်းကို ရောက်သွားတဲ့အခါမှာသူတို့ရဲ့အစိုးရ immigration နဲ့မြေဘာလို့ဖို့လာတယ်လဲလို့မြေတဲ့အခါမှာ missionary လို့ဖို့လာတယ်လို့ပြောတဲ့အခါမှာ missionary လို့လို့မရဘူးခင်ဗျာနီးရတင်မောနဲ့ပြန်မေရောဆိုတော့မှနင်းလိုက်တယ်။ဘာကြောင့် missionary မလို့ရသလဲလို့အတိပဲကိုမေးမေးတဲ့အခါမှာခင်ဗျားတို့ missionary လာလို့ရှိရင်ဒီအတိုင်းပြည်မှာရှိနေတဲ့ကျုပ်တို့ခိုင်းထားတဲ့ ကျုပ်တို့နဲ့အလုံးလုံးနေတဲ့လူတွေဟာအတွေးခေါ်တွေအယူဆတွေပြောင်းလဲသွားမယ်ဟာအမြင်တွေကအမြင်တွေပြောင်းလဲသွားမယ်အဲ့ဒီခါကျရင်ကျုပ်တို့ကိုတော်လှန်လိမ့်မယ်အဲ့တော့မဖြစ်ဘူးအဲ့တော့ခင်ဗျားတို့ဟိုဒါဘောမစ်ရှင်နရီလုံးလုံးမရဘူးဆိုတော့မှသူ့ကိုနှင်လိုက်တဲ့အခါကျတော့အဲ့တော့သူကဗမာပြည်ကိုကျုံရတင်းမောနဲ့စီးလာပြီးတော့ဗမာပြည်မှာတောင်တင်ကြံရစ်ခဲ့တာဖြစ်တယ်ရည်ရွယ်ချက်နဲ့ဗမာပြည်ကိုလာခဲ့တာမဟုတ်ဘူးသို့တော်လည်းပဲဆရာကြီးရတန်က ဗမာပြည်ကိုရောက်လာတဲ့အခါမှာဗမာစကားကိုတခွန်းမှလည်းတတ်တာမဟုတ်ဘူးဗမာလူမျိုးကိုလည်းမြင်မှုတာမဟုတ်ဘူးအဲ့တော့ तू ကခုနှစ်နှစ်အတွင်းမှာဒီကျန်းစာစာအုပ်ကိုဘာသာပြန်နိုင်တယ်ဆိုတဲ့ပုံကိုဖြစ်တယ်အဲ့တော့ဘလို့ထိသူ့ရဲ့စွမ်းအစားရှိတယ်လဲဆိုတော့ကျွန်တော်အမခံမယ်အဲ့ဒီမှာနည်းနည်းလေး तू तू ဘာသာစကားကိုလေ့လာဖို့လေ့လာနေကဘယ်လိုမေးလဲဆိုလို့ရှိရင် तू မှပထမအဆုံးဆရာက ဟိန္ဒူဗမာစကားပြောတဲ့ဟိန္ဒူဆရာအဲ့တော့ပစ္စည်းတစ်ခုကိုလက်ညှိုးထိုးပြလိုက်ပြီးတော့မှဒါဘာခေါ်တယ်လဲဟာဟာအဲ့ဒါဒါစာအုပ်လို့ခေါ်တယ်ဟာစသဖြင့်အဲ့လိုလက်ညှိုးထိုးမေးပြီးတော့မှသူကအတန်တွေကိုမှတ်ထားတာနောက်အခါကျတော့မှနောက်ဆုံးသူ့ရဲ့ဆရာကအင်းဝဘီယင်မှာစေရော်ကြီးလုတ်ခဲ့ဘူးတဲ့ဥအောင်မင်းဆိုတဲ့ပုဂ္ဂိုလ် တောင်ငူသားနဲ့တွေ့အချင်းကြတော့မှစာပေကိုတည်တည်ချာချာသူကအဲ့ဒီမှာလေ့လာရပြီးတော့မှဗမာစာကိုကောင်းကောင်းမွန်မွန်ဗမာတယောက်ပြောလိုမျိုးပြောနိုင်တယ်အရေးအနေထားဖြစ်တယ်အဲ့ဒီမှာစကလုံးကြွယ်ဝမှုနဲ့ကြည့်မယ်ဆိုရင်ဆရာယူတတ်တယ်မှာစကလုံးကများစွာကြွယ်ဝမှုမရှိသေးတော့လည်းပဲသူ့ရဲ့ရေးသားထားတဲ့ယနေ့မြန်မာစံစာကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင် မြမသာအလွန်တိကျမှန်ကန်ပြီးတော့မှရေးထားတဲ့စကလုံးတွေဟာအတိတ်ပဲလေးနေတဲ့စကလုံးတွေကိုရွေးချယ်ပြီးတော့မှတုံထားတာကိုဟာကျွန်တော်တတိထားမိတယ်ဒါပေမဲ့ဒီညူစုတဲ့စိတ်ကကိစ္စရဲ့ကိစ္စနဲ့မနာလိုတယ်ဆိုတဲ့ကိစ္စမှာဒီစကားကိုပြောတဲ့အခါမှာဆရာယူတတ်တယ်မှာရွေးချယ်စရာအဲ့ဒီအချိန်မှာရွေးချယ်စရာစကားမရှိသေးဘူးလို့ ကျွန်တော်အနေနဲ့ဒီလိုပဲမြင်ပါတယ်အဲ့တော့အဲ့လိုရွေးချယ်စရာစကားမရှိသေးတဲ့အကြောင်းမလို့ခုန jealous ဆိုတဲ့ဟာကိုသူကညူစုတယ်လို့ပြောလိုက်တဲ့အခါမှာဆရာကြီးရတန်ကဘာသာကျမ်းစာကိုဘာသာပြန်တဲ့အခါကျတော့အင်္ဂလိပ်ဘာသာကစကားကိုယူရမဘာသာပြန်တာမဟုတ်ဘူးသူကဘယ်ဟာဟာကိုပြောလဲဆိုရင်ဟေပြေဟေတလဘာသာမှတိုက်ရိုက်ဘာသာပြန်သည်လို့သူတို့ရေးထားရှိတယ် ဟေပြဲဟေသလားဆိုတာကအာရဘီရဲ့နော်နောက်ပြီးတော့မှအဲ့ဒီမှာပြောနေတဲ့အခုအာ Israel နဲ့ Arab မှာအာ ပြောနေကြတဲ့ဇကားပေါ့ဗျာအဲ့ဒီတက်ရိုက်အဲ့ဒီတက်ရိုက်ဇကားနော် Hebrew ဇကားကနေပြီးတော့မှတက်ရိုက်သူကဘာသာပြန်တာဖြစ်တယ်အဲ့တော့ရွေးချယ်စရာဇကားမှာမမာရီနဲ့အဆင်ပြေမဲ့ဇကားလို့သူ့မှာစဉ်းစားစရာအကြောင်းမရှိဘူးသူ့ စိတ်ထဲမှာထင်မြင်လာတဲ့ဟာဒီလိုပဲဖြစ်လိမ့်မယ်လို့ထင်ပြီးရေးခဲ့တာအကြောင်းဖြစ်ပါတယ်။ဒါမှမဟုတ်ဒီနေ့ဒီချိန်ခါမှာမြန်မာပြည်မှာရှိတဲ့ခရီးယန်ဆရာကြီးများကဘာကိုထောက်ထားလဲဆိုလို့ရှိရင်ကျမ်းစာကို မပြင်ရဘူးဆိုတော့မှတ်သားချက်တစ်ခုပြင် जा ချက်တစ်ခုရှိပါတယ်အဲ့တော့ ဒီကျမ်းစာကို မပြင်ရဘူးလို့သူတို့ယုံကြည်တဲ့အတွက်ကြောင့်မလို့ဆရာရွတ်တန်ရေးသမျှကိုဆိုတော့ဒီတိုင်းပဲထားပြီးတော့မှပြင်ဆင်ခြင်းမပြုတ်ဝင်တဲ့အတိုင်းထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လို့ဆရာရွတ်တန်အကြောင်းကိုကျွန်တော်စာကြည့်ရိုက်ဒီမှာရှားဖွေဖတ်သားလိုက်အခါမှာဖတ်ဖတ်ရှုရတဲ့အခါမှာဆရာရွတ်တန်ကသူဘာသာပြန်ပြီးတဲ့ကျမ်းစာရဲ့နောက်ဆုံးမှာဗာရေးခဲ့လဲဆိုလို့ရှိရင်သူ့ရဲ့အတက်တန်ဆုံးအစွမ်းဆောင်နိုင်ဆုံး သူအချိန်အကာလမှာသူလုံနိုင်တဲ့ဟာကိုလုတ်ခဲ့ပြီးပါပြီသူရေးတဲ့စာအချို့ဟာအမှားအယွင်းအချို့ ရှိကောင်းရှိပါလိမ့်မယ်အတုံးလုံးအချို့မှားယွင်းကောင်းရှိတော့ရှိတာတွေရှိပါလိမ့်မယ်အဲ့ဒါကိုနောက်အခါမှာပြင်မဲ့ဆိုလို့ရှိရင်ပိုကောင်းပါလိမ့်မယ်လို့အဲ့ဒီဟာကိုနောက်ဆုံးမှာမှတ်ချက်မှာရေးထားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမှတ်ချက်ကိုဘယ်တယောက်ကမှအဲ့ဒီထဲမှာ အာဟိုကျန်းစာစာအုပ်ထဲမှာထည့်ကြလို့မှမရေးထားခဲ့ဘူးဘယ်မှာပဲရှိလဲဆိုလို့ရှိရင်ဆရာယူတတန်ကိုယ်တိုင်ရေးတဲ့လက်ရေးမူနဲ့စာကြည့်တိုက်တင်းမှာရှာကြည့်လို့ရပါတယ်အဲ့တော့ညီကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်အမေရိကန်ပြည်မှာရှိတဲ့စာကြည့်တဲ့ဘယ်စာကြည့်တယ်မှမဆိုကျွန်တော် Justin Adoniram Justin အကြောင်းကိုဖတ်ချင်ပါတယ်လို့တော့ပြောရင်အဲ့ဒီမှာသူတို့ရဲ့မော်ကွန်ဒိန်း archive လောက်ထားတဲ့ခါနေပြီးတော့မှစာအုပ်တွေကို ထုတ်ပေးပါလိမ့်မယ်။ဒါကျွန်တော်ရဲ့ကိုတွေ့ကျွန်တော်ကခရိယန်ဖြစ်လာတဲ့ဟာကဆရာယူဒသန်ဘာသာပြန်တဲ့စာအုပ်ကြောင့်မို့လို့ကျွန်တော်ခရိယန်ဖြစ်လာတဲ့ကြောင့်မို့ဆရာယူဒသန်အကြောင်းကိုကျွန်တော်တန်းနဲ့ချွတ်ချွတ်ရှာတဲ့အခါမှာစာကြီးတွေကိုရောက်သွားတယ်။ဘော်တီမိုးကအင်းတော့စာစာကြီးတွေကိုရောက်သွားတယ်။ကျွန်တော် Adoniram Justin ရဲ့အကြောင်းကိုဖတ်ချင်ပါတယ်လို့ပြောတဲ့အခါကျတော့ကျွန်တော်အဲ့ဒီ archive ပြန်ထုတ်ပြတယ်ဘလော့ပဲစာအုပ်73အုပ်ကျွန်တော် ဖိုင်နေလဲပြအဲ့ဒီထဲကနေပြီးတော့မှကျွန်တော်ဖတ်ပြီးတော့မှလေ့လာပြီးတော့မှဆရာယူရတန်အကြောင်းကိုနှစ်နှစ်ချွတ်ချွတ်သိထားခဲ့ရအင်မတန်ကိုလေးစားစရာကောင်းတဲ့ပုံကိုကြီးဖြစ်တယ်အဲ့တော့ဒီအကြောင်းတွေကိုကျွန်တော်အခုပြောတဲ့အခါမှာခင်ဗျားစီမှာတက်တည်ရှိသလားလို့မေးလို့ရှိရင်ကျွန်တော်လက်ထဲတော့တက်တည်မရှိဘူးဒါပေမဲ့မယုံလျင်ကျွန်တော်ပြောတဲ့စကားတွေဟာပန်တရားရှိရင်မေးစရာရှိရင်ညီကိုတို့ကိုယ်တိုင် နီးရာစာကြည့်လိုက်မှာပွားပြီးတော့မှဆရာယူရတန်အကြောင်းဖတ်ချင်ပါတယ်လို့သူကပြောပါမော်ကွန်းဒိန်မော်ကွန်းဒိန်ကို librarian ပေါ့ဗျာကျွန်တော်တို့ကတော့မော်ကွန်းဒိန်လို့ပြောမှလို့ခေါ်တာပေါ့အဲ့ဒီမော်ကွန်းဒိန်ကိုပြောရင်ကျွန်တော်အဲ့ဒီစာအုပ်တွေကိုတွေ့ရပါလိမ့်မယ်ဖတ်ရပါလိမ့်မယ်အားလုံးပဲချမ်းသာကြပါကြပါစေ